ဘာလကိုရနေမှာစောင်းဝင်သွားပြီပေါ့စောင်းနှင်းရောက်လာပြီအဲ့တော့နည်းနည်းတော့နောက်ကြရပေါ့နော်ဟုတ်ပါဘူးဒါကတော့နောက်တာပါဘာပဲပြောပြောပေါ့နော်အာဆင်နယ်ကဒီစောင်းဝင်လာပြီဆိုရင်သူ့ရဲ့ရလက်တွေကနည်းနည်းတုံဆင်းလာတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတော့သတိထားရမယ်ဒါပေမဲ့ဒါအင်းရသေးပါလက်ရှိသူဆင်းတဲ့မနေ့ကကန်သွားတဲ့ဒီအခြေအနေအနေထားနေတာဒါမျိုးမဖြစ်ပါဘူးအဲ့တော့ဒါပရီးမီးယားလေးပဲဘယ်အသင်းကမဆိုဘယ်အသင်းကမဆိုဘာမဆိုလောက်ပြနိုင်တာကွာပရီးမီးယားလေးဘယ်လောက်ထိခက်လာလဲဘယ်လောက်ထိ ဟိုပွဲတော့ပွဲကိုအနိုင်ရဖို့မလွယ်လဲဆိုတာတက်သေးပဲအာဆင်နယ်ဘယ်လောက်တည်ငြိမ်နေပဲပြောပြောဘယ်လောက်ထိခံစစ်ကောင်းပါလဲပဲပြောပြောတန်တက်ဆန်နယ်လန်ကသူ့အိမ်ကွင်းမှာအာဆင်နယ်ကိုအကောင်းဆုံးပြန်တုံ့ပြန်ပြသွားတယ်တိုက်တယ်ရစ်ကတော့ပို့ပြီးတော့အမှတ်ကွာမှု gap တွေပို့ကျင်းလာမယ်ပို့ပြီးတော့ကြည်ကောင်းလာမယ်ပရီးမီးယားလီးဂ်ရဲ့ပြိုင်ဆိုင်မှုကပို့ပြီးပြင်းထန်သွားမယ်စောစစ်စီအာဆင်နယ်ဒင်းနဲ့ချန်ပီယံဆုအတွက်အားကောင်းပြီးတော့လွတ်ထွက်သွားမယ်ပုံစံမျိုးကနေပြီးတော့ပို့ဝေးသွားပြီအာဆင်နယ်ကအရင်အတိတ်မှာစိတ်ပန်းဆိုင်နဲ့ပတ်သက်လာရင်အမြဲတမ်းထိလွယ်ရှာလွယ်တဲ့အဲ့ဒီလိုတပွဲလောက် နိုင်ပွဲမရတော့ရင် မထင်မှတ်တဲ့ဟာတွေဖြစ်လာခဲ့ရင်ရှုံးပွဲတွေတေးပွဲတွေဖြစ်လာခဲ့ရင်နောက်ပွဲတွေပါအဲ့ဒီမီးပွားကဆက်ကူးသွားလိမ့်ရှိတယ်ဒီခိုက်တက်မှာတော့အခု international break တော့ခံသေးတယ်ဘာတွေဆက်ဖြစ်လာမလဲ အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် The Sports Corner နေပြန်လေးကြိုဆိုလိုက်ပါရစေကျွန်တော်တို့ပွဲပြီးသုံးသက်ချက်အစီအစဉ်တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဆန်နာလန်အသင်းနဲ့အာဆင်နယ်အသင်းတို့တူးတူးတည်ကြခဲ့ပါတယ်ဒီပွဲစဉ်ရဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုချင်းညီရပဲဒီကောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုချင်းညီမင်္ဂလာပါမင်္ဂလာပါခုနကရေအဲ့တော့ဒီမှာတူးတူးပေါ့နော်အာဆင်နယ်ကိုဒီရာသီမှာပထမဆုံးအကြိမ်တွင်းကို2ဂိုးတွန်းနိုင်ခဲ့တဲ့အသင်းပေါ့နော်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးကိုချင်းညီဘယ်ပိုင်းစာပြောချင်လဲတခုပြောပါအဲ့တော့အာဒီတာ ပြောတဲ့ပွဲပြီးပြောတဲ့ဟာနဲ့စရမှာပဲ ဒါပရီးမီးယားလိပဲပေါ့အဲ့တော့ဒါပရီးမီးယားလိပဲဘယ်အသင်းကမဆိုဘယ်အသင်းကမဆိုဘာမဆိုလောက်ပြနိုင်တာကွာပရီးမီးယားလိဘယ်လောက်ထိခက်လာလဲဘယ်လောက်ထိဟိုပွဲတစ်ပွဲကိုအနိုင်ရဖို့မလွယ်လဲဆိုတာတသက်သေးပဲအာဆင်နယ်ဘယ်လောက်တည်ငြိမ်နေပဲပြောပြောဘယ်လောက်ထိခံစစ်ကောင်းပါလဲပဲပြောပြောတန်တက်ဆန်နယ်လန်ကသူ့အိမ်ကွေးမှာအာဆင်နယ်ကိုအကောင်းဆုံးပြန်တုံ့ပြန်ပြသွားတယ်စော်စီတကူစသွင်းတယ်အာဆင်နယ်နောက်ကနေနှစ်ကိုးပြန်လိုက်သွင်းတယ်ဒီ2-1နဲ့အနိုင်ကိုထိမ့်ဖို့ကြိုးစားရင်ဒီ63မိနစ်မှာမှအသေးခွဲကိုအတွင်းသွားပြီးတော့ဒီဂိုးကပဲ ခုလက်ရှိပရီးမီးယားလီးရဲ့ title race ကိုပို့ပြီးတော့အားကောင်းသွားစေတယ်။အာဆန်နယ်အခုလိုအမှတ်လျော့သွားတဲ့အတွက်ကြောင့်ဒီဒီဘက်မှာ Man City နဲ့ Liverpool တနေ့ကနေညမှာကစားမဲ့ပွဲကလည်းတော်တော်လေးပို့ပြီးကြည့်ကောင်းသွားတယ်။ဒီပွဲမှာအနိုင်ရမယ့်အသင်းကအာဆန်နယ်ရဲ့ကြာချန်ပီယံပြေးလန်းကိုပို့ပြီးတော့နိနိကက်ကက်ပို့ပြီးတော့ဖိအားပေးဖို့အခွင့်အရေးလေးရသွားမယ်ဆိုတော့ title race ကတော့ပို့ပြီးတော့မှတ်ကွာမှု gap တွေပို့ကျင်းလာမယ်ပို့ပြီးတော့ကြည့်ကောင်းလာမယ်ပရီးမီးယားလီးရဲ့ပြိုင်ဆိုင်မှုက ပို့ပြီးပြင်းထန်သွားမယ်ဆော့ဆီစီအာဆနယ်ဒေးနဲ့ချန်ပီယံဆုအတွက်အားကောင်းပြီးတော့လွတ်ထွက်သွားမယ်ပုံစံမျိုးကနေပြီးတော့ပို့ဝေးသွားပြီအဒီပွဲအတွက်ဆာရလန်ကိုပဲတော်တော်လေးကိုအတိမပြူရမယ်ချီကျူးရမယ်ဒီနှစ်မှာတန်းတက်လာတဲ့နီးပြတ်တဲ့လီဘရစ်နဲ့ဒီတန်းတက်အသင်းလေးကလှုပ်ထားနိုင်တာကဒီရာဒီမှာရှေ့မှာချဲလ်ဆီကိုလည်းစတမ်ဘူဘရစ်မှာတက်နိုင်ခဲ့ပြီးပြီယူနိုက်တက်ကိုရှုံးခဲ့တာတော့ရှိတယ်အဲ့တော့မထင်မှတ်တာတွေအားလုံးလှုပ်သွားနိုင်ခဲ့အခုဆို၄ပွဲဆက်မရှုံးခဲ့ဘူးပရီးမီးယားလိနောက်ဆုံး၉ပွဲမှာတပွဲပဲရှုံးထားရတယ်ဆိုတော့တော်တော်ချီးကျူးပါတယ်တန်တဲ့အသင်းသင်းနေတယ်ဒီလိုမျိုးလှုပ်နိုင်တာ ဒီချိန်မှာအာဆနယ်အသင်းကိုတရေတမှတ်ယူဖို့အဲ့လိုသွင်းကိုနှစ်ကိုသွင်းဖို့ဆိုတာကတော်ယုံသိမ်းမလုပ်နိုင်ဘူးဗျရှေ့မှာအာဆနယ်ကစားခဲ့ပြီးပြီဒီရဒီအသင်းကောင်းတွေအများကြီးကစားခဲ့ပြီးပြီမန်စီးတီးကစားခဲ့ပြီးပြီလီဗာပူးကစားခဲ့ပြီးပြီကောင်းပါလေဆိုတဲ့နယူကာဆယ်ကိုလည်းကစားခဲ့ပြီးပြီအာဆနယ်ကိုသွင်းနိုင်တာရှေ့မှာပရီးမီယာလိ10ပွဲမှာမှ သုံးခုပဲသွင်းနိုင်ခဲ့ကြတာအခုတပွဲထဲမှာနှစ်ခုသွင်းသွားတယ်ကျွန်တော်ဆန်နလန်အသင်းကိုဒီနေ့ချီကျူးရမယ်စကလုံးတော်ရှာလို့မရအောင်တကယ်ထိုက်တန်ပါလေဆန်နလန်ဒီတည်ပွဲနဲ့တကယ်ထိုက်တန်တယ်တစ်ဖက်မှာအာဒီတာနဲ့အာဆနယ်အတွက်တော့ချန်ပီယံဆုအတွက်ဖိအားတွေပြန်ဝင်သွားတဲ့ပွဲလို့ပဲပြောမှာပါဟုတ်ကဲ့ဒါကျွန်တော်နိုဝင်ဘာလ9ရက်နေ့မှာစောင်းဝင်သွားပြီပေါ့စောင်းနေရောက်လာပြီအဲ့တော့နည်းနည်းတော့နောက်ကျတယ်ပေါ့နော်ဟုတ်ပါဘူးဒါကတော့နောက်တာပါ ဘာပဲပြောပြောပေါ့နော်အာဆင်နယ်ကဒီဆောင်းဝင်လာပြီဆိုရင်သူ့ရဲ့ရလက်တွေကနည်းနည်းတုံဆင်းလာတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတော့သတိထားရမယ်ဒါပေမဲ့ဒါအင်းရသေးပါလက်ရှိသူဆင်းတဲ့မနေ့ကကန်သွားတဲ့ဒီအခြေအနေအနေထားနေတာဒါမျိုးမဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့အာဆင်နယ်ရဲ့နိုင်လူစိတ်ပြင်းပြမှုတွေအနောက်ဆုံးမိနစ်ထိသူတို့ဟိုကိုကူကို အားမလို့အားမရဂါရီရဲ့မျက်နှာအဲ့ facial expression တွေကြည့်တိုင်းအာဆင်နယ်ကအယံကိုနိုင်လူစိတ်ပြင်းပြနေငါတို့ဘာလို့ဒီလိုဖြစ်သွားရလဲဆိုတော့မယုံကြည်နိုင်လောက်အောင်သူတို့ ဟိုခြေကွဲနေရပေါ့နော်ဒါတွေကအတင်းတင်းအောင်မြင်ဖို့တော့ရှေ့ဆက်သွားဖို့လမ်းကြောင်းတွေ့မှာရောဒါမျိုးလေးတွေကလိုတယ်ဗျဟုတ်ကဲ့ဒါမျိုးလေးတွေခံသွားတဲ့အတင်းတင်းကပို့ပြီးတော့စီးလုံးညီညီမရလာနိုင်တယ်ပို့ပြီးတော့ဒီအမားတွေကနေနောက်ပွဲတွေမှာပို့ပြီးရအောင်ယူပြီးတော့အမှန်တွေကိုပြင်ဆင်လာနိုင်တယ်ဆိုတော့ကျွန်တော်ကတော့ပြဿနာမရှိဘူးအာဆင်နယ်ဒီတေးရလက်ကနောက်ဆက်သွားမယ့်အရာတွေအတွက်နှောင့်နှေးသွားမယ့်အရာတွေမဟုတ်ဘူးပိုတက်သွားမယ့်အရာတွေလို့ကျွန်တော်ကကြိုပြီးတော့ပြောချင်တယ်ပေါ့နော်အဲ့တော့ချီကျူးရမှာတော့ကျွန်တော် Libris ပဲ ဆန္ဒနဲ့နေပြ Ebris ကတစ်ချိန်မှာတင်းကြီးတင်းကိုရောက်တော့မဲ့အလားလာကြီးကျွန်တော်မြင်လာပြီအဲ့ဆန္ဒလန်းနဲ့ပတ်သက်ပြီးဒီပွဲမှာဘာတွေကြောင့်အမြင်တော့ကောင်းခဲ့တယ်ကိုချင်းအမြင်ပြောပေါ့ရိုးရှင်းရှင်းလေးပါပဲသူတို့အရန်ကြီးဘာမှထွေထူးထူးသူတို့မလုံနိုင်တာတွေသူတို့ဟိုထူးထွေစမ်းပြပြီးတော့စမ်းတက်တဲ့ဟာတွေချပြသွားတာမဟုတ်ဘူးအာဆနယ်အမြင်ပေါ်အားကောင်းတယ်ဆိုတဲ့ဟာကိုအဲ့အမြင်ပေါ်နဲ့ပဲပြန်ပြီးအာဆနယ်ဒုက္ခပေးသွားတာပဲပထမဂိုးကိုကြည့်လိုက်ရင်ဒီကွဲ့လက်လောက်ကနေပြီးတော့ဂိုးသမားကန်တင်ပေးလိုက်တယ် ဒီတစ်ချက်ထောက်ပြီးတော့ area ရဲ့မှာကြာလာပြီးဘောလုံးမူဂီလီကခေါင်းတိုက်ပြန်ချပေးတယ်ဒါအောင်နောက်ခံလူဒီဒန်ဘဲလက်ကထိန်းနေပြီးတော့ first jet လည်းကောင်းတယ်လို့ကန်သွားတဲ့ဒီ outside ကြီးနဲ့အထင်မှတ်တာကြီးကိုဒီဒိုးရူပေါကြီးကျွန်တော်အပေါ်ထောင်ပြီးကန်သွားတယ်ကန်ချက်ကြီးက instant ဘာမှလုံးလို့မရအောင် Arsenal Academy ဘက်ကပဲ Arsenal ဒီဘက်မှာကောင်းကောင်းပြန်ဒုက္ခပေးသွားတယ်ဗောနော်အဲ့တော့ဒီ goal နဲ့စပြီးတော့ Arsenal ရဲ့ Arsenal ဒီ goal မတိုင်ခင်မှာဒီ September လ28ရက်နေ့ကနောက်ဆုံး Premier League မှာ goal ပေးခဲ့ရတယ်ဟုတ် November လ10ရက်နေ့မှာမှ Premier League မှာပြန်ပြီးတော့ goal ပေးရ Arsenal ရှစ်ပွဲစတိုက်ဒီဂိုမပေးခဲ့ရတဲ့မှတ်တမ်းတွေရက်သွားရတယ်။ပြိုင်ပွဲဆုံး10ပွဲဆက်နိုင်ထားတဲ့နိုင်ပွဲဆက်ဆန့်ကျင်တွေကိုဒီဂိုနဲ့စပြီးတော့ရတန်ဖို့အတွက်စပြီးတော့အချက်ပေးခေါင်းလောင်းလုပ်ခဲ့ရပါတော့။ဒါပေမဲ့ဒုတိယပိုင်းတုံ့ပြန်ပုံတွေအာဆန်နယ်အရန်ကောင်းခဲ့တယ်။ဒုတိယပိုင်းမှာဒီဆန်နလန်ခံစစ်ခဲ့အမှားအနေရလာတဲ့အခွင့်အရေးကိုအာဆန်နယ်ထိထိမိမိအသုံးချသွားတယ်။ဒက်ကလန်ရိုက်ဒီဆန်နလန်ကွင်းဘက်ချမ်းမှာဘောလုံးပြန်ယူရဲ ယူပြီးတော့ဒါအသင်းပေါ်အစည်းတို့မီရိုနိုနဲ့တွေ့တယ်အဲ့ရနေစာကာရရတယ်စာကာညာချန်နဲ့ကိုးသမားရဲ့တောင်ချင်းတွေကိုဆွဲကန်ပြီးတော့ခြေပါကိုပြန်သွင်းတယ်အဲ့မှာလည်းအာဆန်နဲ့ပြန်လာတော့မယ်ဆိုတော့အမွေသက်တွေခံစားမှုတွေရနေတယ်တကယ်လည်းပြန်လာနိုင်ခဲ့တယ်မိနစ်80ကျော်မှာ trosset တော်ကောင်းတဲ့ကန်ချက်ဗျတို့ချီကျူးစရာစကလုံးတော့မရှိဘူးဒီလိုကြီးကန်သွားလိမ့်မယ်လို့လည်းမထင်ဘူးတစ်သိန်းလုံးခံစစ်ကိုစေးပြီးပိတ်နေတဲ့ဆန္ဒလန်ရဲ့ခံစစ်ကစားပုံတွေကြောင့်အာဆန်နဲ့လည်းအနိုင်ကိုရဖို့တော်တော်လေးကိုခတ်နေတယ်ဒီအချိန်တွေမှာ ဒါ cross ကအေရီယာထိတ်ကနေအပြင်းကန်ချက်နဲ့မထင်မှတ်ပဲနဲ့အနိုင်ကိုရသွားတော့အာဆင်နယ်နိုင်ဖို့အခွင့်အရေးကတထုံကနီးဆက်ခဲ့တာအဲ့ဒါနဲ့ပဲကွဲပြီးသွားတော့မယ်လို့ထင်နေတာဒါမဲ့နောက်ဆုံးမှာတော့ဒီရှုပ်ရှက်ခတ်နေပြည်တံပေါ်ရတယ်အနီးကပ်ပေးတယ်အဲ့ဒါကိုမတင်ပေးလိုက်တယ်ပထမကိုအဖွင့်ကိုသွင်းတဲ့ဒမ်ဘဲလက်ပဲခေါင်းတိုက်ပြီးတော့နောက်ပြန်ပြန်ချပေးတယ်ဘောလုံးက50 50ဆိုတဲ့အခြေအနေမျိုး Gabriel လည်း ူဟန်ချက်ပြက်နေတဲ့ကြားနေရောင်းဒိုင်မင်ထိုးပြီးတော့အနာခံပြီးတော့ကိုပြိုင်ဘက်က6တောင်းနဲ့ကန်တယ်။ तू ကခေါင်းနဲ့ဝင်တယ်။ तू အနာခံပြီးတော့ဝင်တာရင်းတာပဲ။ဟုတ်ကဲ့။ဒါမဲ့ဘရူဘီကနောက်ပြန်ကန်ချက်ကနည်းနည်းလေးဆော်သွားတယ်။စက္ကန့်ပိုင်းလောက်လေးသူ့ထက်ဆော်ပြီးတော့လက်ဥမှုရသွားတယ်။ရာယာတော့ဒီမှာ तू ဆုံးဖြတ်တာလေးနည်းနည်းလွဲသွားတိုင်မင်လေးနည်းလွဲသွားတယ်ပေါ့နော်။ तू ဒါတကယ်လို့ရှေ့ထွက်ဖို့မစင်စားလိုက်ဘူးဆိုရင်ဒါဒီကောပေးရခြင်းမပေးရမှာဒါပေမဲ့လည်း Raya ကိုလည်းကျွန်တော်ဆွတ်ဆက်ပြီးအပြစ်တင်လို့မရအောင်ရှေ့မတိုင်မှာအဲ့ဒီကိုမပေးရခင်မှာလည်း Broby ရဲ့နှစ်ချိန်လောက် ဒီအနီးဂိုးပေါင်းနဲ့အနီးကဆုံးနေထားနေကန်သွင်းမှုတွေကိုလည်း Raya ကာဝယ်ထားတာရှိတယ်ဒီကွဲမှာတော့ Libris ကအပြောင်းလဲတွေတော်တော်လေးအလုပ်ဖြစ်ခဲ့ဒုတိယပိုင်းမှာဝင်လာတဲ့ Telbi တို့ Atengra တို့ Probi တို့ကြောင့်တိုက်ဆက်ကဒီတတော်လေးကိုဒုတိယပိုင်းမှာအာဆနယ်ကိုအထူးသဖြင့်2-1ရှုံးသွားပြီးနောက်ပိုင်းမှာပြန်ဖိအားပေးသွားနိုင်ခဲ့တဲ့ပုံစံကအသင်းကြီးအသင်းကိုဒီလောက်ထိပြန်ပြီးတော့လုံနိုင်နေဆိုတာကိုကကျွန်တော်တို့ဒါအတိအမှတ်ပြုပါမယ်။ကွင်းလယ်မှာရှာခါရဲ့ဘောင်းလေအားနေအသင်းကိုဥဆောင်နိုင်သွားတဲ့ပုံစံတွေကိုလည်းတော်လေးကိုဒါအတိအမှတ်ပြုပါရစေ။ဘာဖြစ်ဖြစ် ီအေချက်ကနေလူငယ်တိုက်စစ်မှုလေးပရိုဗီအတွက်ကဒီဘွဲ့ယုံကြည်မှုတွေရသွားတယ်ဘွဲ့ဒီဘိုးကလည်းတော်တော်ကောင်းပါတယ်နောက်ပြန်ကန်ချက်နဲ့ကြုံတို့နေထားနဲ့ဂရဘီရဲ့ခေါင်းတိုက်ဖို့ကြိုးစားတယ်ရာယာပြေးဖမ်းဖို့ကြိုးစားတယ်သူကလည်းနောက်ပြန်ကန်ချက်နဲ့ပိတ်တတော်ကိုဟိုမတူညီတဲ့ကစားမသုံးရမတူညီတဲ့ action တွေနဲ့ဒီဟာကိုကြိုးစားအားထုတ်မှုကနောက်ဆုံးမှာတော့ဒီဂိုးနဲ့ပဲအာဆနယ်အသေးခွဲသွားနိုင်ခဲ့တာပါနော်အာဆနယ်ပြိတ္တတွေအတွက်လုံးဝနောက်ဆုံးမနေ့ဒီ last minute မှာဒါကြီးကဘောလုံးမှာအကျုံပါပဲဗျဘောလုံးကစကယ်တစ်ခုလိုပဲလဲနေရဟို new castle နဲ့ပွဲမှာရှိ RT ဒါနဲ့ RT ရဆိုရဲ့ဝမ်းဝမ်းသေးကြနေတယ်သူတို့မှချိုးစားဖို့9မိနစ်ရှိသေးတယ်10မိနစ်ရှိသေးတယ်ကွင်းပေးသေးတယ်သူကစားသမားတွေ motivate တွေပေးတယ်တကယ်လဲ98မိနစ်မှာသူတို့ Gabriel ကိုနဲ့အနိုင်ကိုရခဲ့တယ်တခါကလေးမှဒါတွေကကိုယ့်အတွက်ဖြစ်ခဲ့တယ်တခါကလေးမှဒီပွဲမှာကျတော့ RT ဒါကိုယ်တိုင်သိတယ်သူကွင်းပေးစီးမှာဒီ injury တိုင်းဒီသွားနေတဲ့အချိန်တွေမှာ သူ့အသေးတခုခုများပန်ပြီးတော့ဖြစ်သွားတော့မလားဆိုရင်စိုးရိမ်စိတ်တွေသူတို့လည်းရနေတယ်တကယ်လည်းဖြစ်လာခဲ့တယ်အဲ့တော့ဒါတွေဘောလုံးမှာစကယ်တွေပြန်လည်နေရပါတော့တခါလေးမှကိုကတာသွားလာမျိုးရှိတယ်တခါလေးမှကိုနာသွားလာမျိုးရှိတယ်ပြန်ချုပ်လိုက်ရင်တော့အားကြောင့်လည်းမဘေးချန်ပီယံဖြစ်ဖို့ကပိုခက်တယ်လို့ကျွန်တော်တို့ပြောကြတာပါတော့မဘေးချန်ပီယံမှာကတရားဒီလုံးမှာအဲ့လိုမျိုးလေးတွေ on the margin လေးတွေကအရင်စကားပြောတယ်ဒီပွဲမှာတော့ Arsenal အတွက်နည်းနည်းလေး ကံမလိုက်ခဲ့ဘူးပေါ့ဗျာပြောမယ်ဆိုရင်တော့တကယ်လို့ဆိုအိုက်ဂိုးသာမပေးခဲ့ရဘဲနဲ့ဒီ narrow margin 2-1ဂိုးသာထိနိုင်လိုက်ရင်တော့ Arsenal အတွက်အချိုးပေါ်တကားတော့တော်တော် ကောင်းသွားမှာဒီနိုင်ပွဲဆက်ဆံခြင်းတွေဆက်ထိနိုင်မယ် international break မှာလည်းဒီ momentum လေးတစ်ခုဆွဲဆန့်နိုင်မယ်ပြီးတော့ဒီမှာကျွန်တော်တို့မဖြစ်မနေထည့်ပြောရမှာစင်ကြေပေးတာတော့မဟုတ်ဘူး Arsenal နဲ့ Adidas ဒီအချိန်မှာဒဏ်ရန်ပြဿနာတွေကြောင့်လည်းသူတို့မှာအပြောင်းလဲလုပ်စရာ option ကလည်းအများကြီးမရှိဘူးဗျာဒါလည်းကျွန်တော်တို့ထည့်တွက်ရလိမ့်မယ်ဘာလို့ဆိုတော့တကယ်တမ်းမှာ Mirino ကိုအထောင်တိုက်စစ်မှာတုံးထားရတယ်အရန်လူစင်းမှာလည်းကွန်းနေတဲ့တိုက်စစ်ကိုအပြောင်းလဲလုပ်ဖို့အတွက် နွမ်နရီတို့ဒေါမန်တို့လို့အကယ်ဒမီတို့ကစားမားတွေလောက်ပဲရှိရအာဒီဒါမှာဘာမှဒီကွန်းလန်တိုက်စစ်ကိုအပြောင်းလဲလုပ်နိုင်စရာ option ကြီးကြီးမားမရှိဘူးယော့ခရက်နာနေတယ်မာတင်နယ်လီနာနေတယ်အိုဒီဂက်နာနေတယ်မဒူဂီနာနေတယ်အဓိကကစားမားယေဆူးတို့ကန်ဟာဘတ်တို့ဒိုင်ယာတွေရနေတုံးပဲအဲ့တော့ဒီချိန်မှာတော့အာဆနယ်ကွန်းလန်နဲ့တိုက်စစ်ကတော်တော်ယော့နေရတော့အမှန်ပဲလွင်အားရအများကြီးအားနေနေတယ်ဒီလိုချိန်မှာတော့မှဘာဖြစ်ဖြစ်ဒီလောက်ထိလုပ်နိုင်တာကိုပဲကျွန်တော်တို့အာဒီဒါနဲ့အာဆနယ်အသိအမှတ်ပြုရမှာပါနိုင်တဲ့နဲ့ မနိုင်သွားဘူးဟုတ်တယ်ဒါမှလည်းအရင်ကြီး blame နေရှေ့မှာခုနကပြောဆိုတော့ကျွန်တော်တို့အရင်ကြီးဟိုအာဆန်နယ်ဆုတ်ပြတ်တက်သွားလောက်အောင်ညှော့သွားပြီလို့ပြောလို့ခတ်တယ်သူတို့လူပြန်ဆုံလာတဲ့အချိန်မှာသူတို့ပြန်လုပ်ပြနိုင်ဖို့လိုတယ်ပြီးတော့နောက်ဆုံးအရေးကြီးဆုံးတစ်ချက်မဖြစ်မနေကျွန်တော်ဒီမှာပြောအောင်ပို့လို့တာကအာဆန်နယ်ကအရင်အတိတ်မှာစိတ်ပန်းဆိုင်တဲ့ပတ်သက်လာရင်အမြဲတမ်းထိလွယ်ရှလွယ်အသိအော်ဒီလိုတပွဲလောက်နိုင်ပွဲမရတော့ရင်မထင်မှတ်တဲ့ဟာတွေဖြစ်လာခဲ့ရင်ရှုံးပွဲတွေတေးပွဲတွေဖြစ်လာခဲ့ရင်နောက်ပွဲတွေပါအဲ့ဒီမိပွားကဆက်ကူးသွားလိမ့်ရှိတယ် ဒီခိုက်တက်မှာတော့အခု international break တော့ခံသေးတယ်ဘာတွေဆက်ဖြစ်လာမလဲနောက်လာမယ့်ပွဲတွေမှာပွဲချက်တွေတကယ်ကိုအမှတ်ရော့သွားတဲ့အချိန်အချိန်ခါကောင်းမဟုတ်ဘူးစပါးနဲ့တွေ့ရမယ် Chelsea နဲ့တွေ့ရမယ်ပြီးရင် Bayern Munich နဲ့ Champions League မှာကံရမယ်အချိန်အထူးသဖြင့်တော့ Premier League ခုလည်းပြောမယ်ဆိုရင်စပါးနဲ့ Chelsea လို့ London Derby ပြိုင်ဘက်တွေနဲ့တွေ့ရတော့မယ်မတိုင်ခင်မှာအမှတ်ရော့ထားတယ်ဆိုတော့ဒီနိုင်ပွဲရက်သွားတဲ့ဟာကနောက်ပွဲတွေစီကိုမကူးဆက်သွားဖို့အတွက်စိတ်ပန်းဆိုင်ရာဘယ်လောက်ထိတန်ပါလဲဆိုတော့ Arsenal တက်တည်ပြလိမ့်မယ်ဒီအသီးမှာရှေ့မှာတစ်ချိန်တော့ ကျွန်တော်တို့မြင်ခဲ့ရပြီလီဗာပူးကိုရှုံးတဲ့ပွဲပြီးမှလည်းကျွန်တော်အဲ့ဒါကိုချိန်ပူခဲ့တယ်ဒီပထမဆုံးရှုံးပွဲကအာဆန်နယ်ကိုဆွဲချသွားမလားအဲ့လိုကတော့ဘောင်းဆ်ဘက်ပြန်လုံးနိုင်ခဲ့တယ်တောက်လျှောက်ကိုရက်လက်ကောင်းနေပြန်ယူပြနိုင်ခဲ့တယ်မန်စီးတီးကိုသေချာလည်းပွဲပြီးမှလည်းစက်တိုက်ကိုနိုင်ပွဲဆက်တွေဦးစုပြိုင်ပွဲဆုံးမှာ၁၀ပွဲဆက်တဲ့ဒါပြန်လာနိုင်ခဲ့တယ်တန်မာမှုတွေပြနိုင်ခဲ့တယ်ဒီဆန်နလန်းကိုမထင်မှတ်ဘဲနဲ့အမှတ်ရော့သွားတာနှစ်မှတ်တော့ဆုံးရှုံးသွားတာမှန်ပေမဲ့နောက်လာမဲ့ပွဲတွေမှာဒါကို recover ပြန်လုံးနိုင်မလားအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မလားဒါကိုတော့ကျွန်တော်အဓိက ဒီအာဆနယ်ပတ်သက်ပြီးတော့ချန်ပီယံဖြစ်ဖို့အတွက်သူတို့စိတ်ပန်းဆိုင်ရာကိုဒါကိုစောင့်ကြည့်ကြပါလိမ့်ဗျ။ဟုတ်ကဲ့အဓိကတော့ပြောတော့တော်တော်ကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်တော့ positive vibe တော့ရပါတယ်ဘာကြောင့်လဲ Arsenal လက်ရှိရိုင်သွားတဲ့အချိန်ဒဏ်ရာပြဿနာကြီးဖြစ်နေတဲ့အချိန်မှာ international break ဝင်သွားတယ်ဆိုတာကသူတို့အတွက်ဒါ luck ပဲကျွန်တော်ကတော့ဒါအေးပေါ့တကယ်လို့ဒါဒီဘက်ဒါရိုင်သွားပြီးတော့ဒီကြားရထက်ကန်ရမယ်ဘောင်စင်လေးလိုမျိုးနောက်တစ်ပတ်ထက်ကန်ရမယ် ပွဲဆက်မှာဒီလိုအခြေအနေမျိုးဆိုရင်ပိုပြီးတိတက်ဆိုးသွားမှာဒါကတော်သေးတယ်ဘာမှမဖြစ်ဘူး okay တယ် is okay ပဲဒါဘာမှမဖြစ်ဘူးပြဒါ normal ပဲသိရမလားအေးပေါ့ဒါရရကစားမှလည်းတစ်ဖက်မှာလည်းပြန်ပြီးတော့ပြန်တက်တာလာပေါ့အချိန်တစ်ခုလည်းဆွဲဆန့်ထားသလိုဖြစ်သွားတာပေါ့ဟုတ်တယ်ကျွန်တော်ဒီကလေးပြောနေရတာ67ပေါ့နော်67 case ပေါ့ is okay ပဲဒါ just normal ပဲပေါ့နော်ဘာမှမဟုတ်ဘူးဆိုတော့အရာမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ Arsenal ကကန်သွားတာကလည်းအမှားယွင်းကြီးကြီးမားမားကြီးတွေမဟုတ်ခဲ့ဘူးပြကျွန်တော်ကြည့်ခဲ့တာဒါပေမဲ့ပြိုင်ဘက်ကဒီဘယ်လိုပြောမလဲ clinical ဖြစ်တာထက်ဒီ go area box ထဲမှာရတဲ့အခွင့်အရေးရတယ်လို့အသုံးချတတ်သွားတဲ့ဒီကစားသမားတွေရဲ့ဆုံးဖြတ်ချက် decision စကန်ပိုင်းလေးရပဲဒီပွဲရလက်ကိုပြောင်းလဲသွားတယ်ပေါ့နော်ဘရိုမီယက်ကူဆိုရင်အရန်ကိုကောင်းတယ်ဗျာသိလားသူ့ရဲ့ဆုံးဖြတ်ချက်အာဒီချက်ချင်းချနိုင်တဲ့အခြေအနေနဲ့လှုပ်သွားတဲ့အရာဖြစ်နေတဲ့ moment တွေမှာဒီလိုမျိုးမှမဟုတ်ရင်ဂိုးသွားနိုင်ကြမရှိတဲ့ဟာကိုဒီအချက်တစ်ချက်ဒီပုံစံတစ်ခုပဲရအောင်ဖြစ်အောင်လှုပ်ပြသွားတယ်ဆိုတာကကျွန်တော်ပြောချင်တာက ဘရွန်ဘီကတော်တော်လေးတော့တက်လန်းရှိတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ချက်ဆင်းတဲ့ပွဲမှာလည်းသူအဲ့လိုပဲဟိုနောက်ဆုံးမိနစ်တွေမှာသူရောက်ရသွားတာသူကြောင့်ရတယ်တဲပြီးကိုခင်းပြီးသွားတာအဲ့တော့အဲ့ဒါလေးတွေကတော့မှတ်မှတ်ရရဖြစ်ခဲ့တယ်ဆန်နာလန်းကိုကျွန်တော်တို့အသီးမှတ်ပြုရမယ်။ဘာကြောင့်လဲဆန်နာလန်းကစားသွားတဲ့ပုံက collective ball ပဲ။အသင်းသင်းစုဖွဲ့မှုကဘလောက်ကောင်းနေပါလဲဆိုတော့အသင်းကြီးကိုဖြစ်ပါစေ ဘောလုံးဆိုတာ17ယောက်ကန်ရတာအားလုံးညီပြီးဆိုရင်ကျွန်တော်တို့ဖယ်ရမှာဆိုဖြိုခွန်းနိုင်တယ်အဲ့ဒါကလက်စတာစီးတီးကလည်းတက်သေးပြပေးပြီးကျွန်တော်တို့အများကြီးဒီအရှိမအားနေတဲ့အသင်းတွေကတက်သေးပြပေးပြီးပေါ့နော်သူတို့အတွက်မရှိတာ consistency ပဲပေါ့နော်ပုံမဲ့လေပတ်ဖို့တော့မလွယ်ဘူးဒါကတစ်ပိုင်းအဲ့တော့အာဆင်နယ်လက်ရှိအနေအထားမှာကျွန်တော်တို့ bounce back ပြန်လုပ်ဖို့လိုတယ်ကိုကြည့်ပြောသလိုဒီပုံမှန်သူတို့တန်လျာလည်နေတဲ့အရှုံးတွေထဲမှာညံ့နေမှုမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီပွဲပြီးမှဒါတော်တော်များများလေးဆုံသွားပြီဆိုတော့ကိုကြည့်ကြီးရဲ့ဒီပွဲပေါ် ခန်းစားချက်လေးတော်တော်ကောင်းတယ်အာဆင်နယ်သင်းဘာရီထက်ပြီးတော့ဒီ international break ပြီးရင်လုံးပြနိုင်အောင်လည်းတကယ်ရောပြန်လာပါမလားစိုးရိမ်ပူပန်မှုရောရှိလားအရန်ကြီးစိုးရိမ်နေရမျိုးမရှိပေမဲ့လက်ရှိဒီကွက်လန်နဲ့တိုက်စစ်မှာအဲ့လောက်ထိထိုင်ရတယ်အရန်များနေတာတော့နည်းနည်းတော့ပြောဖို့မကောင်းတော့ကြည့်ရတာအာဆင်နယ်ကဟိုတနေ့ကစားမတွေလည်းပွဲပန်းလာပဲပုံစံလေတပတ်နှစ်ပွဲလောက်လည်းကစားနေရအောင်ချန်ပီယံလိဒ်တွေလည်းကစားနေရတယ်ဟိုဒီပွဲမှာဆိုရင် တယောက်ပဲလူစားလဲသွားတယ်အစည်းကို88မိနစ်မှာထုတ်ပြီးတော့မော့စပီဒါကိုထည့်တာဒီအနိုင်ကိုထိမ့်ဖို့လုပ်တာဒါပေမဲ့အောင်မြင်သွားဘူးပေါ့နော်ပြောချင်တာကသူ့ရဲ့ first line ကိုအာဒီဒါမှာလဲဖို့အခွင့်အရေးတောင်မရှိဘူးပြောချင်တာအရင်မှာဒီ Quillen တိုက်စစ်ကိုအပြောင်းလဲလုပ်ချင်ရင် Novanery တို့ Downman တို့လိုလူငယ်လေးတွေပဲရှိရဲဆိုတော့အာဒီဒါဒီအပြောင်းလဲတွေလည်းမလုပ်ခဲ့ဘူးအဲ့တော့နောက်လာမဲ့ပွဲတွေမှာတော့ဒီတိုက်စစ်နဲ့ Quillen မှာကစားမားတွေတချို့ကစားမားတွေဒဏ်ရာနဲ့ပြန်တက်တာလာရင်တော့အာဒီဒါနဲ့ Arsenal အတွက်ပြန်ပြီးတော့တက်ရှူချောင်မယ်ပေါ့လေဒါလေးမြင်ရတယ်ပြီးတော့ ဒီပွဲမှာနောက်ထပ်အာစီတန်နဲ့အာဆင်နယ်ဘာ expo ဖြစ်သွားလဲဆိုတော့တောင်းကန်ဘောတွေအာဆင်နယ်ကိုဆက်လက်လာမပေးသွားဘူးဒါဟုတ်တပွဲလုံးမှာတောင်းကန်ဘောအာဆင်နယ်နှစ်ကြိမ်ပဲရသွားတယ်ဒါတော့မှနောက်ဆုံးတစ်ကြိမ်က last minute မှာမှရတာကလာဖီယိုရီတို့အနီးကကန်တယ်အဲ့မှာလဲတူတူဖြစ်ပြီးတော့3-2ဖြစ်ဖို့ကိုလည်းပြန်ပြီးအခွင့်အရေးရခဲ့သေးတယ်ထားပါတပွဲလုံးမှာမှဒီ last minute မတိုင်ခင်မှာဆိုတစ်ကြိမ်ပဲတောင်းကန်ဘောရအာဆင်နယ်ကိုတဲကန်ဘောတွေတောင်းကန်ဘောတွေအခွင့်အရေးများများမပေးတဲ့ပွဲမှာဆိုရင်အာဆင်နယ်ရုန်းကန်လာရတယ်အဲ့တော့တစ်ဖက်မှာလဲကျွန်တော်တို့ open play back ကိုလည်းနည်းနည်းပြန်သွားရမယ် ဒီ SSB တခုတည်းကိုပဲကျွန်တော်ရှေ့မှာလည်းပြောခဲ့ပြီးပါပြီအာဆနယ်ဒီ SSB တွေနဲ့အနိုင်ကိုတွေရနေတဲ့ချိန်တော့လည်းဒါအာဆနယ်အားသာချက်တခုပြိုင်ဘက်တွေမလုံနိုင်တော့အာဆနယ်လုံနိုင်တယ်ဒါသူ့ရဲ့ချန်ပီယံဂုဏ်သက်တီးတခုဒါပေမဲ့ဒါကိုပဲဆွဆွမြဲမြဲနဲ့တရားစီလုံးသွားနေလို့မရဘူးပြိုင်ဘက်တွေကဒါကိုထိန်းချုပ်မဲ့အခြေအနေမျိုးတွေကိုရှာဖွေနေမှာပဲအဖြေတခုတွေ့သွားမယ်အခုဆန်ဒလိုင်းအိုက်ထဲအဖြေတခုကထိန်းချုပ်နေတာထက်ကိုမပေးဘူးမပေးရအောင်သတိထားသွားတယ်တောင်းကန်ပေါ်နှစ်ချိန်လောက်ပဲပေးရတလောက်တတိုင်းတိုင်းကန်နေတဲ့ဒုတိယပိုင်းတစ်ပိုင်းထဲမှာ၁၂ချိန်လောက်ကန်နေ၅ချိန်လောက်ကိုပေါက်တဲ့နေဒါပေမဲ့ ဒီအောင်တပိုင်းလုံးမှာအာဆနယ်တောင်းကြမှာတစ်ချိန်ပဲရတယ်ပထမပိုင်းမှာပြောချင်တာကအဲ့လိုအာဆနယ်သဘောကျတယ်အာဆနယ်ဂိုးရဖို့ chance ပိုများတယ်တောင်းကြံဘောတွေပြစ်ဒဏ်ဘောတွေတက်ကံဘောတွေကိုအများကြီးမပေးသွားတဲ့အချိန်တွေမှာအာဆနယ်အတွက်လောက်ကကန်ရနေနဲ့ပိုခတ်လာတယ်အဲ့နောက်လာမဲ့ပွဲတွေမှာဒီလိုပဲပြိုင်ဘက်တွေကအာဆနယ်ကိုရွေချက်ရှိရှိနဲ့တောင်းကြံဘောတွေမပေးရအောင်ဂိုးရရအနည်းဆက်ဆုံးမှာပြစ်ဒဏ်ဘောတွေမပေးရအောင်တတိထားကစားလာမယ်ဆိုရင်ဘာလုပ်မလဲဆိုတဲ့ plan B လေးလဲ အဒီတာပို့ပြီးတော့ခိုင်ခိုင်မာမာလေးလုပ်ဖို့လိုတယ်ရှိပါလိမ့်မယ်သူတို့မှလည်းအဲ plan B တွေ plan C တွေ plan Z တွေရှိကောင်းရှိလိမ့်မယ်ဒါကိုပို့ပြီးတော့ဟိုခိုင်ခိုင်မာမာလေးပို့ပြီးတော့လုပ်ပြနိုင်အောင်လေးစူးစမ်းဖို့အခွင့်ကျူပို့ပြီးတော့အဲ့ဘက်ကိုလည်းအားထည့်လာပြင်ဆင်လာတဲ့နယ်လို့ထင်တယ်။အာဆနယ်ရော့နေတာအဲ့ဒီဘိုင်းလေးလို့ကျွန်တော်မြင်တယ်။အဲ့ဒီဘိုင်းလေးတွေပြင်ဆင်လာမယ်ဆိုရင်တော့ပို့ပြီးတော့အားကောင်းလာမယ်။ဒဏ်ရကစားမတွေပြန်စုံလာမယ်ဆိုရင်လည်းဒီထက်ပိုကောင်းတဲ့အာဆနယ်ကိုလည်းကျွန်တော်မြင်ရမယ်လို့အဲ့ဒါကိုလည်းအကျွေးမဲ့ယုံတယ်။ ်လက်ရှိကလူမဆုံတဲ့အခြေအနေကြောင့်အာဆနယ်တိုင်းနာတစ်ခုထိယော့သွားတယ်ဒါကိုလည်းကျွန်တော်လက်ခံရလိမ့်မယ်ဘာဖြစ်ဖြစ်ဆန်ဒါလန်ကိုလည်းချီးကျူးတယ်တစ်ဖက်မှာလည်းအာဆနယ်ကစာကာတို့ထရော့ဆက်တို့တော်တော်လေးတောင်းပန်နေမှာထရော့ဆက်ဆိုရင်မထင်မှတ်ဖဲနဲ့ကိုဒီနောက်ဆုံး၃ပွဲလောက်မှာဂိုးဖန်နေမှုတွေ twin goal တောက်လျှောက်ကိုသူမထင်မှတ်ဖဲနဲ့ဘယ်တော့မှမတဖြည်းဖြည်းနဲ့မာတင်နယ်လီဒိုင်ယာနေရာတွေအစည်းကိုကြော်ပြီးနေရရနေတာတွေကရှေ့ပိုင်းမှာတိတ်ဘုံဝင်မကြကြပြက်ခဲ့မယ်အခုအလုံးနဲ့တက်တည်ပြလာပြီစာကားလည်းတောက်လျှောက်ဂိုးတွေရနေရဆိုတော့ ်ခြေနဲ့ဆရာကောင်းပါတယ်အာဆန်နယ်ဘက်မှာလည်းအရင်ရော့နေရမျိုးမဟုတ်ဂိုးတွေပေးလိုက်ရသည့်တန်အောင်ချိန်မှာကုဏနာပြောသလိုပဲခန်းစစ်နဲ့ဂိုးသမားမှာလည်းအရင်ကြီးမမအမားတွေရှိနေရမဟုတ်ပြိုင်ဘက်ကတကယ်ကိုအခွေရေးလေးတင်းတင်းလေးရနေအဲ့ခွေရေးကိုထီထီမိမိကိုအသုံးချသွားတာဒီပထမကိုဘာလက်ကန်လိုက်ရတဲ့ဟာဆိုတေးချိုင်းချိန်ပြီးကန်လိုက်ရတယ်မဟုတ်ရှုပ်ရှက်ခက်သူလည်းဟန်ချက်ပြက်နေကြတာနေ instant ကြံသွားလာကြီးကကြောက်ဖို့လည်းကောင်းတယ်မဖြစ်နိုင်တာကြီးကိုဖြစ်အောင်လုပ်ပြတာဒုတိယကိုဘရိုဘီသွင်းသွားလာလဲလုံးဝမဖြစ်နိုင်ဘူးလို့ထင်နေတဲ့ဟာမျိုးကိုနောက်ပြန်ကန်ချက်ကြီးနဲ့ရအောင်လုပ်ပြတော့အဲ့လိုဂျင်းတဲ့ချက်သေးတွေမှာလှုပ်သွားနိုင်လို့လေဒီယာဒီမှာပထမဆုံးအာဆနယ်ကို2ဂိုးသွင်းနိုင်တဲ့အသင်းဖြစ်ဆန်ဒလန်တကယ်ကိုဒါလှုပ်ပြသွားနိုင်ခဲ့ရပါတော့ဆန်ဒလန်ကိုလည်းကျွန်တော်ဂုဏ်ပြုပါတယ်ဗျဟုတ်ကဲ့ကျွန်တော်နေနောက်ဆုံးအခြေချုပ်ပြောချင်တာကတော့ဒါဆန်ဒလန်စတေဒီယံ live win ကိုကျွန်တော်တို့ short တော့လို့မရတော့ဘူးဆန်ဒလန်ဒီယာဒီမှာကျွန်တော်တို့မထင်ထားရတယ်ထပ်ပြီး လုံးပြအောင်မယ်လို့ကျွန်တော်ယုံကြည်ရယ်။အပတ်ကအာဆင်နယ်ကိုကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ပြေးခုံပြေးပြိုင်ပြန်တာတူပဲပြိုင်ပြန်ဘလူပဲပြိုင်ပြန်ရှေ့ကိုအုံငနယ်ပြေးဖို့အတွက်နောက်တလန်းတော့ကျွန်တော်အရင်ဆုတ်ပါသေးရောနော်။အာဆင်နယ်ပြန်လာလိမ့်မယ်။ဒါကနောက်တလန်းဆုတ်ယုံမယ်ရှိသေးတယ်။ဒီတက်ကောင်းတဲ့အဟုန်နဲ့ပြန်လာလိမ့်မယ်လို့ကျွန်တော်တော့ယုံကြည်နေတော့မယ်။အဲ့တော့ဒါကတော့ခြားပွဲတွေကျွန်တော်ဆက်ပြောကြတော့တော်တော်လေးစုံသွားပြီဆိုတော့ ဟုတ်ကဲ့ပါဒါကျွန်တော်တို့ sports corner ရဲ့ပွဲပြီး30ချက်အစီအစဉ်ဖြစ်ပါတယ်ဆန္ဒနဲ့တဲ့အာဆန်နဲ့တဲ့အကျိတ်နေပွဲစဉ်ကိုကျွန်တော်ညီကိုနှစ်ယောက်ကနေပြီးတော့ဒါတုံတက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီကိုကြိုက်နှစ်တဲ့လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကြည့်ပေးခဲ့တဲ့ညီကိုလုံးမတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့အဖွဲ့သားအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ